โอเคအားလုံးမင်္ဂလာပါ TNV Corner ဟန်ကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်နောက်ခတ်ခတ်တင်ထားတဲ့ video နဲ့ပတ်သက်ပြီးတချို့လူတွေမရသေးဘူးဆိုတော့ကျွန်တော်နောက်ထပ်နီးလန်းနှစ်ခုနဲ့ထပ်ပြီးလုပ်ပြတာဖြစ်ပါတယ်ဆိုတော့ video လေးကိုအဆုံးထိကြည့်လိုက်ရအောင်โอเคဆိုဒီနီးလန်းနှစ်ခုอ่ะဘယ်လိုလဲဆိုတော့ပထမတစ်ခုကတော့ကျွန်တော်ဒီ device ထဲမှာ app ညီဝင်ထားတဲ့သူနဲ့မဝင်ထားတဲ့သူဆိုပြီးနှစ်မျိုးပြမိဖြစ်ပါတယ်။ဆိုတော့ပထမဝင်ထားတဲ့ ID ဝင်ထားတဲ့သူတွေတော့ပါ။အရင်ဆုံးကျွန်တော် app.id.app.com ဆိုရဲဒီ website ကိုအရင်ဆုံးဝင်လိုက်မယ်။ Okay ။နောက်ထပ်လေးဆောင်လိုက်။ ိမ်မှာကျွန်တော်ဒီများလေးနေပြီးရောစိုင်းငင်စွာလေးရွှေလိုက်ပါ Okay ဆိုတော့အဲ့ဒီ email တော့ဖုန်းနံပါတ်ဆိုရင်ညမှာကျွန်တော်ရဲ့ username ပေါ့နော်။မာဘာဘာဘာ .apple.com.gmail.com ဆိုတော့ရိုက်ထည့်မယ်။ Okay အဲ့ဒါပြီးသွားရင်ကျွန်တော် forgot password ဆိုတာလေးရှိရအောင်လေးနှိပ်လိုက်ပါ။ဘောဝင်လာဖြစ်တဲ့အတွက်ကျွန်တော် reset my password ဆိုတာလေးယူလိုက်။ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်း password ရိုက်ထည့်လိုက်ပါ။ second password ပေါ့နော်အဲ့ကောင်လေးရိုက်ထည့်လိုက်ပါ။ okay ကလည်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ reset password လုပ်ရပါပြီဒါကတော့ ID ဝင်ထားတဲ့သူတွေတက်ပေါ်တော့အပြန်လေးလုပ်ပြီးပါဒီကောင်လေးတူတူပဲ app id တော့ app.com ဆိုရဲကျွန်တော် website ကိုအရင်ဆုံးသွားမယ်ဒီခဏဆောင်မယ်ယူပါနှထုံးတန်တိုင်းမြားလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော် sign in ဆိုတာလေးယူလိုက်ပါအဲ့မှာလေကိုယ့်ရဲ့ user name ကိုရှိမယ်ဘာဘာဘာတော့ icloud.com gmail.com ရေးလိုက်ပါ โอเคပြီးသွားလို့ရှိရင်ကျွန်တော် Falcon Knight ပြီးတော့ password ပေါ့နော်အဲကောင်လေးနှိပ်လိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ခုနဒီ user name password လေးကို user name ပေါ့နော်ဘာတော့ကွန်ညာတော့ကွန်ဆိုတဲ့ဟာလေးကိုပြင်ရမယ်ကေပြီးသွားပြီဆိုကျွန်တော်နှိပ်လိုက်အဲ့ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ကိုထည့်ထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရပါမယ်အဲ့မှာသူကဘာနဲ့ဘာနဲ့ဆုံးလို့ဆိုတဲ့ password ဟာလေးပြလိုက်မယ်နော်အဲကောင်လေးနှိပ်လိုက် โอเคဆိုတော့ကိုကအဲ့မှာတပိုက်တစ်ခုဝင်လာရှင်အဲ့ကောင်ကဒန်ကိုနေပြီးတော့လောက်လိုက်ရတယ်ဒါမှမဟုတ်မရှိဘူးဆိုလို့ရှင်တော့ကျွန်တော်ကန်တော့ access ပြီးတော့တပိုက်ဆော်ရှိပါပြီးလို့ရှင်ကျွန်တော်ခုနထည့်ထားတဲ့ဖုန်းနံပါတ်လေးကိုကုတ်လေးပို့လာလိမ့်မယ် โอเคအဲ့ဒီကုတ်တွေကိုရိုက်ထည့်တိုင်းရပါပြီပြီးလို့ရှိရင်နောက်ဆုံးကိုဝင်ခဲ့တဲ့ဖုန်းရဲ့ password ကိုတောင်းနေမယ်အဲ့ဒီ password လေးကိုထပ်ပြီးရိုက်ထည့်ရပါမယ်ပြီးလို့ရှိရင်တော့ကိုချင်းကြီးနဲ့ password လေးကိုချိန်ခံရပါပြီခင်ဗျာဒီ video လေးကြည့်ပြီးသားဆိုလို့ရှိရင်တော့အပင်ဒီ password မေ့သွားတဲ့သူတွေမမှတ်မိတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်တစ်သိများရှိရဆိုလို့ရှိရင်လည်းကျွန်တော် comment တွေကမေ့ခဲ့ပြီးလို့ရပါတယ်ဒီ video လေးကအခုကြည့်နေတဲ့သူတွေအကျုံးဝင်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ TikTok ရဲ့ YouTube ရဲ့ Facebook မှာ like and follow လုပ်ပြီးတော့မေ့ပါနေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက် video မှာလေးကြောက်ပါ